နေပြီးတော့ကောင်းစီနယ်မြေတက္ကိနသီရီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ပုဂ္ဂလိကပိုင်ကျေးမုံစေယုံကိုစစ်ကောင်စီတပ်ကနွန်ဘာလ25ရက်နေ့မှာပိတ်သိမ်းလိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ကျေးမုံအထွေထွေယောဂကုစေယုံကိုစစ်တပ်စစ်တဲလက်အောက်ခံရှဲထွေအုံနဲ့ဇမ္မာရေးဌာနကနွန်ဘာလ25ရက်နေ့နေ့လယ်ကဝင်စစ်ဆေးခဲ့ပြီးတဲ့နောက်ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့မြို့ကန်တယောက်က TV ကိုပြောပါဗျ။ တက္ကိနသီရီမြို့မှာရှိတဲ့ကြေးမုံစေယုံကိုစစ်တပ်ကချိတ်ပိတ်လိုက်ပြီးတဲ့နောက်နိုဝင်ဘာလ28ရက်နေ့မှာစေုပ်စုနဲ့ပြည်တွင်းသတင်းသမားတွေစုဖွဲ့ထားတဲ့ Fiber Group မှာမီဒီယာတစ်ခုကဒီကြောင်းကိုမေးမြန်းခဲ့ပါတယ်အဲ့ဒီလိုမေးမြန်းတဲ့အခါမှာကျေးမုံစေးုံဟာလိုင်စင်တက်တန်းကုန်နေတဲ့အပြင်တရားဝင်စေးကူတာခွဲမရှိတဲ့ဆရာဝန်တွေအထူးကူတွေကိုခန့်ထားတာကြောင့်လူနာရီရဲ့အကျိုးအတွက်လုပ်ငန်းရပ်ဆိုင်ရတာဖြစ်တယ်လို့စစ်တပ်ရဲ့ကျန်းမာရေးဝန်ကြီးဌာနဘက်ကပြန်လည်ဖြေဆိုခဲ့ပါတယ် စစ်တပ်အာဏာသိမ်းပြီး9နှစ်အတွင်းရန်ကုန်နဲ့မန္တလေး AR နဲ့စကိုင်းမှာ CDM ဝန်ထမ်းတွေခန့်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်သိမ်းခံရတဲ့ပုဂ္ဂလိကဆေးရုံပေါင်း90နီးပါးရှိသလိုဖမ်းဆီးခံရတဲ့ကျန်းမာရေးဝန်ထမ်းတွေလည်းရှိခဲ့ပါတယ်ရှင်။